ကျက်ဥအစိမ်းနဲ့စပါကလင်နဲ့ရောပြီးတောက်တယ်ဆိုလို့ရှိရင်အမျိုးသားတွေအတွက်ခွန်အားဖြစ်စေတယ်ဆိုပြီးတော့မှပြောတာကြားဘူးလားပေါ့နော်အဲကျွန်တော်တို့ငယ်ငယ်တုန်းကတော့တော်တော်လေး hot ဖြစ်တဲ့ topic ပေါ့နော်အဲဘာလဲဆိုတော့ဒီ sparkling နဲကိုကျက်ဥအစိမ်းကိုဖောက်ချပြီးတော့မှ တောက်တယ်ဆိုလို့ရှိရင်အမျိုးသားတွေအတွက်ခွန်အားဖြစ်တယ်ပို့ပြီးတော့မှစွမ်းဆောင်ရည်ကောင်းတယ်ဆိုပြီးတော့မှဒီပြောလို့ပြောတာရှိကြတယ်ပေါ့နော်အဲကျွန်တော်အဲ့ဒီအကြောင်းကို TikTok မှာတင်လိုက်တဲ့ခါမှာအဲမိကုန်းနေတော်တော်လေးတွေ့ရတယ် comment တွေလည်းတွေ့ရတယ်ပေါ့နော်အဲဘာလဲဆိုတော့အဲဒီလိုမျိုးဟာကဗမာကျောက်ဦးနဲ့ဆိုလို့ရှိရင်တော့ဟုတ်တယ်ပိုကောင်းတယ်ပေါ့နော်အဲပို့ပြီးတော့မှမြို့သားဆန်းဆောင်ရင်မြင့်တယ်ပေါ့အဲ့တော့အဲဒီလိုမျိုးအကြောင်းအရာတွေကိုတော့ကျွန်တော်အဲဒီနေ့မှာဝေမျှပြီးတော့မှဆွေးနွေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စားတောင်းနဲ့ hard sign to view ဒေါက်တာရင်းဖြစ်ပါတယ်ရရှိဆက်မသွားခင်ပါဘောနော်အဲကျွန်တော်အနေနဲ့ TikTok အကောင့်သုံးတာကဒီအကောင့်တစ်ခုပဲရှိတယ်ဘောနော်အဲဘာလို့လဲဆိုတော့ကျွန်တော်အပုံနဲ့ကျွန်တော်ရဲ့ဗီဒီယိုနဲ့ပြန်ပြီးတော့မှအတင်နေတဲ့အကောင့်တွေလည်းတွေ့ရတယ်ဘောနော်အဲ့အတွက်ကြောင့်တတိထားနိုင်ဖို့လုံကဒီဥစ္စာလေးကိုဖော်ပြပေးခြင်းဖြစ်ပါတယ် အဲ့တော့ဟုတ်ပြီအဲကျွန်တော်တို့တကယ်ပဲဒီ sparkling တဲ့ကိုကျုပ်အစိမ်ဖောက်ချပြီးတောက်တာကဒီအမျိုးသားအတွက်စမ်းဆောင်ရေပုံမြင့်သလားပေါ့အဲကျွန်တော်တို့သူတည်တနာရဲ့မှာပြန်ကြည့်တဲ့အခါမှာဆိုလို့ရှင်လေအဲဒီလိုမျိုးပေါ့နော်ဒီ sparkling တဲ့ကိုဒီကျုပ်အစိမ်ဖောက်ထည့်ပြီးတော့မှတောက်ချင်တာအမျိုးသားအတွက်ပိုကောင်းတယ်စမ်းဆောင်ရေပုံမြင့်နေဆိုတော့မဟုတ်ပါဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးတောက်တယ်ဆိုလို့ရှင်ရမှာတော့ကျွန်တော်တို့ဒီကျုပ်ကသူ့မှာပိုင်အဟာရရမယ်ပြီးတော့လို့ရှင်ဒီ sparkling ကအချိုတက်ပေါ့နော်အဲတခြားတက်တော့ကျွန်တော်ရမှာဖြစ်ပါတယ် တော့ဒီနေရာမှာကိုကရုတ်တရက်ကြီးပေါ့နော်ဒီခွန်အားပြစ်သွားလို့စွိုင်းပြစ်သွားလို့ခံစားရတာကြတော့ကျွန်တော်ဒီ sparkling မှာပါတဲ့တကြားထက်ကြောင့်မလို့ဖြစ်ပါတယ်နော်အဲ့တော့ခန္ဓာကိုယ်ရဲ့ရုတ်တရက်တကြားများများနဲ့အဲ့လိုမျိုးဝင်သွားတဲ့အခါမှာရုတ်တရက်ကိုကဒီစွိုင်းပြစ်ဝသွားလို့အဲခွန်အားပြစ်သွားလို့ခံစားရတာဖြစ်ပါတယ် အဲကိုကဒီဟာကိုအဲဒီအမျိုးသားတပ်ပေါ်ပြီးဆွမ်းဆောင်မြင့်မားသွားတယ်ခွန်အားအဲဖြည့်စီရယ်ဆိုပြီးတော့ယူဆလိုက်လို့မရဘူးเนาะအဲဒါကိုကအမြဲတမ်းအဲ့လိုမျိုးတောင်းနေမိခဲ့ရင်တော့မလာခဏကိုယ်ရက်မှာတခြားတက်တွေများပြီးတော့မှဒီစီးကြိုတို့အဝါလုံတာတို့အဲဒါမျိုးယောဂါတွေဖြစ်လာနိုင်တယ်ဆိုတော့လေအဲသတိထားဖို့အကြံပေးချင်ပါတယ်အဲ့တော့ဒီနေရာမှာပေါ့เนาะကျွန်တော်တို့အဲဒီဗမာကျက်ဥပဲဖြစ်ဖြစ် CP ကျက်ဥပဲဖြစ်ဖြစ်ဗမာကျက်ဥတုံးလို့ပို့ပြီးတော့မှဆွမ်းဆောင်ရင်မြင့်တယ်အဲဒါမျိုးလည်းမဟုတ်ပါဘူးเนาะဗမာကျက်ဥပဲဖြစ်ဖြစ် CP ကျက်ဥပဲဖြစ်ဖြစ်သူ့မှာပါတယ်ဒီအသားတက်တို့အစီတက်တို့အဲ calling တ်တော့အဲဒီလိုမျိုး hard debt တွေတော့ကျွန်တော်တို့အဲရရှိမှာဖြစ်ပါတယ်เนาะဒီလိုမျိုးတောက်လိုက်လို့ပို့ပြီးအမျိုးသားအတွက်ဆန်းစွာမြင့်မာတာဆိုတာတော့အဲမဟုတ်ပါဘူးပေါ့เนาะအဲ့တော့ဒီနေရာမှာအဲတတိပြုရမှာတစ်ခုရှိပါတယ်။ဘာလဲဆိုတော့ဒီလိုမျိုး sparkling တဲ့ကို ကိုကလာကျုပ်အစိမ်ကိုဖောက်ချလိုက်တဲ့အခါမှာအကဲအမြာကိုဈေးတွေကဝင်လာတဲ့ကျုပ်ဦးကဒီကိုမျက်စိနဲ့မမြင်နိုင်မင်းနဲ့ပေါ့နော်တေချာလည်းမဆေးကြောထားပဲနဲ့ကျဲ့ရဲ့အညစ်အကြေးတွေဒီကျုပ်ဦးရဲ့အခွန်မှာကတ်နေမိခဲ့တယ်ကိုကလည်းမသိပဲဖောက်ချမိရဲ့ဆိုလို့ရှင်တော့အခက်မတည့်ဝမ်းပြက်ဝမ်းလျှော့ဖြစ်သွားနိုင်ပါတယ်နော်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တို့ဘက်ကီးရီးယားပိုးတွေကအများကြီးရှိနေနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုက ဒီလိုမျိုးတောက်ချင်တယ်ဆိုရင်တော့မှအဲဒီအစိမ်းကိုပဲတောက်ချင်တယ်ဆိုရင်တော့မှကြက်ဥကိုဒေချာလေးဆေးကြောပြီးတော့မှပဲတောက်ဖို့ဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီကြက်ဥအစိမ်းကကြက်ဥအကြက်ထက်ကိုပို့ပြီးတော့မှအားရှိလာပါဘောနော်အဲ့တော့ဒါကလည်းပဲကျွန်တော်တို့ပြန်မိသူနာကြည့်လိုက်တဲ့အခါမှာကြက်ဥအစိမ်းပဲဖြစ်ဖြစ်ကြက်ဥကြက်ပြီးသားပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအဟာရတန်ဖိုးကတော့ရေပူရအားဖြင့်အတူတူပဲဖြစ်ပါတယ်နော်အဲ့တို့ကြောင့်ကိုကကြက်ဥအစိမ်းစားမှပို့ပြီးခွန်အားရှိတယ်ကြက်ဥအစိမ်းစားမှပို့ပြီးတော့မှအားဖြစ်တယ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့မဟုတ်ပါဘူးနော်အစိမ်းပဲဖြစ်ဖြစ် ကျက်ပြီးသားပဲဖြစ်ဖြစ်အဟားတံမူကတော့ရေပူရအဖြစ်ကျွန်တော်တို့အတူတူပဲဖြစ်ပါတော့ကျွန်တော်တို့ကလေးတွေမှာဆိုရင်တော့မှကျက်ဥတော်သေးချလေးအဲကျက်ပြီးတော့မှပဲစားဖို့တော့အကြံပေးချက်ပါတော့ဘာလို့လဲဆိုလို့ရှိရင်အခက်မသိဘူးဆိုရင်ကျွန်တော်တို့ဒီ one pack one shot ဖြစ်သွားနိုင်တာဖြစ်ပါတယ်เนาะအဲဒီတော့ကျွန်တော်ဒီနေ့ပြမြသွားတဲ့အကြောင်းအလေးကအမိနဲ့မိချစ်ခင်တဲ့အတွက်အကျိုးရှိမယ်ဆိုရင်ပြန်လည်ပြီးတော့မှမျှပေးဦးတက်ကိုလည်းတိုက်တွန်းချက်ပါတယ်မမိပါနဲ့တင်ကိုရန်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျမ်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ